ီဗီဒီယိုလေးမှာတော့လေလာလေးချံကိုတက်တောင့်တက်တာနဲ့ Saver Tech Train ကျင်သူတွေအတွက်အသက်တာဆုံးနီးလန်းကိုပြောပြပေးသွားမှာပါပထမဆုံးမွန်တော့ရဲ့တက်မှတ်ထားတဲ့ rule လေးကနေစပြီးပြောပြပေးမယ်အဲ့ဒါကတော့ဒါကြီးပါဒီမှာပြထားတဲ့ပုံတိုင်းဆိုနိုဝင်ဘာ9ရက်နေ့ကနေနိုဝင်ဘာ15ရက်နေ့ထိ promo တိုင်းမုံကိုသုံးဝင်ပေးမှာပါအဲ့ဒါကလည်းမထူးဆန်းသေးပါဘူးဒီမှာထူးဆန်းတာတွေကစပါပြီပထမအဆုံးအချက်အနေနဲ့ promo တိုင်းမုံကို single draw မှာပဲသုံးဝင်ပေးထားပြီး daily 50% off ဒါမှမဟုတ်တိုကင်နေနဲ့တွဲသုံးလို့မရပါဘူးဒုတိယအချက်အနေနဲ့ promo diamond ကို single draw မှာတစ်ခါသုံးနိုင်အများဆုံး80ပဲသုံးခွင့်ပေးထားတာပါ discount နဲ့လည်းတွဲသုံးလို့မရဘူးဆိုတော့ one draw လှည့်တိုင်း normal diamond 20ထည့်သုံးရမှာပါဒီတော့ promo diamond နဲ့လည်း10 draw လှည့်လို့မရပါဘူးဒါကြီးကနည်းနည်းတော့ရုပ်ပေါက်တာပေါ့ကဲတိတင်တာလေးတွေပြောပြပြီးပြီဆိုတော့တိကျင်တာလေးတွေပြောပြရမယ့်အပိုင်းကိုသွားလိုက်ကြမယ် ပထမဆုံး EVA ဆလာပဲနေနိုဝင်ဘာ9ရက်နေ့မှာ one weekly pass နဲ့ diamond 7လုံးဖြည့်ပါမယ်။ဘာလို့ဆို daily recharge rebate event မှာ free ticket တစ်ခုယူပြီး mega draw ban ထဲမှာ diamond 10လုံးနဲ့ diamond 49လုံးနဲ့ free ticket နှစ်ကပ်ကိုဝယ်မှာပါ။ပြီးရင်ပုံမှန်ပြထားတဲ့အတိုင်း free ticket 3ချိန်နဲ့50% off daily one draw တစ်ချိန်လှည့်ပါမယ်။ဒါဆိုအဲ့ဒီမှာ၄ချိန်လှည့်ပြီး diamond 2လုံးပဲကြာပါမယ်။နိုဝင်ဘာ6ရက်နေ့မှာတော့ one weekly pass ဖြည့်ပြီး daily recharge event က free ticket တစ်ခုယူပါမယ်ပြီးရင်တော့50% off daily one draw နဲ့ဆိုရင်အဲ့ဒီမှာနှစ်ကြိမ်လှည့်ပြီးစုစုပေါင်း6ကြိမ်နဲ့ diamond 52လုံးကျန်ပါမယ်နိုဝင်ဘာ9ရက်နေ့ phrase 1ရောက်လာချိန်မှာတော့ login ticket တွေလုံးဝမထုတ်သေးပဲ diamond 1000ဖြည့်ပြီးအပေါ်က2ရက်အတိုင်း free ticket တစ်ခုယူပါမယ်ပြီးရင်တော့50% off daily one draw တစ်ကြိမ်လှည့်ရင်စုစုပေါင်း7ကြိမ်လှည့်ထားပြီး Diamond 2022လုံးကျန်နေအောင်ပါ။နိုဝင်ဘာ၈ရက်နေ့မှာလည်း1 weekly pass ဖြစ်ပြီး50% off daily one draw တစ်ကြိမ်လှည့်ပါမယ်။နိုဝင်ဘာ9ရက်နေ့မှာတော့ promo Diamond သုံးလို့ရပြီဖြစ်တဲ့အတွက်1 weekly pass ဖြစ်ပြီး daily recharge event မှာ9ရက်ဆက်တိုက် Diamond 100နဲ့အထက်ဖြည့်ပြီးဖြစ်လို့ token တစ်ကတ်ယူပြီးလှည့်ပါမယ်။အဲ့ဒါပြီးတာနဲ့ promo Diamond ရဲ့ရှေ့မှာပြထားတဲ့ rule time လို့ဖို့ daily task ကနေရတဲ့16ရက်စာ promo Diamond 180 TikTok join လို့ရခဲ့တဲ့ promo Diamond 50 pre-register အတွက်ရခဲ့တဲ့ promo time ဘော25လုံးနိုဝင်ဘာ9ရက်နေ့ first stand draw လှည့်ခဲ့တုန်းကရခဲ့တဲ့ promo time ဘော800နဲ့ဆိုရင် စုစုပေါင်း promo time ဘော1955လုံးရနေမှာပါတကြိမ်လှည့်ရင် promo time ဘော80ပဲတုံးလို့ရမှာဖြစ်တဲ့အတွက်22ကြိမ်စာအတွက်ဆိုရင်1680နဲ့22ကြိမ်မြောက်စာအတွက် promo time ဘော85လုံးပဲတုံးပါမို့အဲ့ဒီမှာ normal time ဘောက22ကြိမ်စာအတွက်ဆိုရင်420နဲ့ 22ကြိမ်မြောက်စာအတွက်ဆိုရင်25လုံးစုစုပေါင်း445လုံးသုံးပြရမှာပါဒီတော့ promo diamond နဲ့ normal diamond ပေါင်းပြီးလှည့်ရမယ်22ကြိမ်ကိုလှည့်ပြီး diamond 900လည်းသုံးပြီးဖြစ်လို့ phrase 1 token 18ခုလုံးထုတ်ပြီးတစ်ခါလေးလှည့်ပါမယ်အဲ့နောက်မပြတ်မကွက်50% off နဲ့ daily one draw တစ်ခါလှည့်ပါမယ်ဒါဆိုကိုလူတို့က52ကြိမ်လှည့်ပြီးဖြစ်ပြီး diamond 689လုံးကြက်နေမှာပါကိုလူတွေမိနေမှာဆိုလို့3ပေးတင်တာတစ်ခုကအချိန်90ကျော်သွားပြီဖြစ်တဲ့အတွက် ဒီ draw reward ကနေစုစုပေါင်း105 point ကိုတွားထုတ်ကြအောင်နော်နိုဝင်ဘာ10ရက်နေ့ရောက်တဲ့အခါ diamond 100ဖြည့်ပြီး50% of daily one draw တစ်ခါလှည့်ပါမယ်နိုဝင်ဘာ17ရက်နေ့မှာလည်း diamond 100ဖြည့်ပြီး50% of daily one draw တစ်ခါထပ်လှည့်ပါမယ်နိုဝင်ဘာ12ရက်နေ့မှာတော့ diamond 100ဖြည့်ပြီးတဲ့အခါ daily recharge event က10ရက်ပြည့်သွားပြီမို့ free token နှစ်ကပ်ယူပြီးလှည့်ပါမယ်အဲ့နောက်မပြတ်မကွက်50% of daily one draw တစ်ချိန်လှည့်ပါမယ်နိုဝင်ဘာ13ရက်နေ့မှာတော့ အပေါ်တုံငယ်ရနိုင်တဲ့ event တွေလည်းပြီးသွားပြီမို့ diamond ထပ်မဖြည့်တော့ပဲ50% of daily one drop ပဲလှည့်ပါမယ်အဲ့ဒီမှာတော့58ကြိမ်လှည့်ပြီးဖြစ်ပြီး diamond 858လောင်းကျန်နေမှာပါ November 14ရက်နေ့ phase 2လာတဲ့အခါ phase 1တော့ကလိုပဲ login token တွေမထုတ်သေးပဲ diamond 900အရင်ဖြည့်ပြီး first and drop လှည့်ပါမယ်ပြီးမှ token 18ခုလုံးထုတ်ပြီးတစ်ခါလေးလှည့်ပါမယ်ပြီးနောက်မပြတ်မကွက်50% of daily one drop လှည့်ပါမယ်ဒါဆို66ကြိမ်လှည့်ပြီးဖြစ်ပြီး ိုင်မွန်128လုံးကျန်နေမှာပါအဲ့နောက်နိုဝင်ဘာ15ရက်နေ့ကနေဒီဇင်ဘာ5ရက်နေ့ထိ50% off နဲ့ daily one draw ကိုတရက်တစ်ကြိမ်စီပုံမှန်လှည့်သွားရင်တရက်၈ကြိမ်နဲ့ဒိုင်မွန်38လုံးဖြစ်သွားမှာပါဒီမှာကျွန်တော်ပြသွားတဲ့အသက်တာဆုံးဖောင်နီးလေးက10ကြိမ်တိုင်းမှာပြန်ပြ point 120နဲ့125ကြာရရှိနိုင်တဲ့သူတွေအတွက်ပါ second new emote ဒီပေါက်တိုင်း point ပြန်ရနိုင်တဲ့ point converter rate ကိုဒီမှာပြပေးထားပါတယ်ဒါကြောင့် ကိုပိုက်ဆိုင်ထားတဲ့စကင်ဘလောက်များများရှိသလဲဆိုတာပေါ်မှာမူတည်ပြီး point နေပြန်ရနိုင်တာမို့ဒိုင်းမော့ကုန်ကြမှုကျင်ကွာခြားနိုင်ပါတယ်။ကဲဒီဗီဒီယိုလေးကိုစောင့်မျှော်အားပေးကြတဲ့တူဦးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။ဒိုင်းမော့နဲ့နေပဲတောင်းပြီးလီလာလေးချန်ဆေးပါတက်ကိုမြန်မြန်ရကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။